မင်္ဂလာပါရှင်ကျမတို့ရဲ့အောင်မင်္ဂလာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေအခုတစ်ခါမှာဆိုရင်တော့မစ္စရာအချစ်ဆိုတဲ့ဇလန်လေးကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါရဲ့ရှင်ဒါလေဒီနေ့ပူတူတူလေးအသေးကြော်လေးရိစီမသွားတော့ဘူးလားမင်္ဂလာချိန်မရောက်သေးဘူးလေကွာစံငံပါဠိလာရှိတာကအမျိုးသမီးတွေမှာနနမစ်စေညနေ8:00ညမှာရာကားတဲ့ဒါကြောင့်7:00မှာသွားမယ်ဒါလေရဲ့ ဒီနေ့တာပင်ပန်းရွမ်းနယ်မှုများကိုကုစားဖြစ်ပြတဲ့အနေနဲ့စနေနေ့တိုင်းခေတ္တ TV တို့သွားလေးရှိတဲ့ခင်မွန်ဖြစ်သူဦးအောင်ကျော်စောအားချက်စနီဖြစ်သူဒေါ်မင်းမင်းထွန်းကခနိုးခမဲမေးလိုက်တယ်။ပွင့်လင်းရိုးသားတဲ့လင်တော်မောင်ကလည်းကျန်အကိုကနဲ့ဖြည့်ဆွလိုက်တယ်။လင်မယားနဲ့အတိုင်းဖောက်ပြောဆိုနေကြပုံကိုစိတ်ဝင်စားစွာနားထောင်နေတဲ့သူကတော့နမောင်မျိုးမှထညက်ပွဲစားကြီးဦးအောင်ကျော်ညွန်မှာဦးအောင်ကျော်စောရဲ့အကိုကြီးဖြစ်သူကအကိုကြီးအဖရာဖြင့်ဝင်ရောက်ဆွတ်ဖက်လိုက်တယ်။ မင်းတို့ဟာတွေကတော့ရှင်ကိုမရှင်ဘူးငါသဘောပေါက်မိတယ်လို့ပြောရမယ်ဆိုရင်တော့အောင်ကျော်စောကမင်းကလေးတွေတချင်းဆိုပြီးပြောတော့ဆက်တဲ့ KTV ကိုသွားမယ်ကိစ္စကိုပြောတယ်။မင်းမင်းတို့ကကန့်ကွက်ရမရှိခွင့်ပြုသဘောတူတယ်ဆိုတဲ့သဘောလို့ငါထင်တယ်။တကယ်ဆိုတော့ဈေးသည်အစားဆက်သမအလေးဆွဲစကပုံရမင်းမင်းတို့ကတားရမယ်လေဖိတ်ပင်ရမှာအခုတော့မင်းတို့ဟာတွေကဘာမှန်းကိုမသိဘူးရှင်ကိုမရှင်းပါဘူး။ နောက်ပြီးတော့မင်းမင်းထွားလည်းကျူရှင်သွားမယ်ကနန်းပေါင်းမယ်ဒါလင်ရေးဆိုပြီးဖဲသွားရှိုက်တဲ့မင်းရသူ့တဘောဒါလင်တဘောဘီယာဖိုးရပါစေဆိုပြီးကြီးကြီးပြူပြူမောက်တဲ့ဥလုံးနေကြတယ်တကယ်ဆိုတော့မင်းကတားရမယ်ပိတ်ပင်ရမှာအခုတော့မင်းတို့ဟာရီယာဘာမန်းကိုမသိဘူးရှင်းအောင်မရှင်းဘူးအဲ့တဲ့ကံရီတာအမျက်ချစာအညာသာထညက်ပွဲစားကြီးဝကျော်ညော်အာညီတော်မှဖြစ်တဲ့အပွဲရုံပိုင်ရှင်စင်ဘရာသာကုမ္ပဏီပိုင်ရှင်ဦးအောင်ကျော်စောကအပြည့်ရှင်းချက်ရှင်းလင်းချက်ပြီးပြီးခေစီချောင်းကိုရှင်းပြရတယ် ီလိုရှိရဲ့အကိုခစ်တွေစနစ်တွေကအတော်ပြောင်းလဲကုန်ပြီးကောသလမင်းအိမ်မဆ၆ချက်ထဲရလို့ဖြစ်မှန်းမသိဖြစ်လာနေကြပြီတရားသဘောနဲ့ကျင့်ရင်လဲဒါတွေကဖြစ်ပျက်တွေပါအကိုကြီးရာသဘောပေါက်ဖို့သဘောတရားပါဖို့အဓိကအရေးကြီးတာစီးပွားရေးအိမ်နောင်ရေးလူမှုရေးတွေမထိခိုက်ဖို့ဌာနသီလဘာဝနာမမေ့ဖို့တွေကအရေးကြီးတာကျွန်တော်လင်မယားကတော့ခွင့်လွှတ်တည်ခံနားလဲထားပြီးသားပါမစိုးရင်ပါနဲ့အကိုကြီးရာညီတော်မရဲ့ခေတ်ရေးစီကြအလဲပြောင်းရှင်းလင်းတင်ပြချက်များကို နာတော်တာဆင်နေတဲ့အကိုကြီးဝမ်ကြညောမှာခေါင်းတငိမ့်ငိမ့်နဲ့နားထောင်ရင်းနဲ့ရင်းနှီးချမ်းကိုတစ်ခွက်ပြီးတစ်ခွက်တောင်းနေတယ်။မင်းပြောတာဟုတ်တယ်ကွာငါတို့နမောင်မျိုးမာရောဝက်ထုတ်ရွာကြီးမာရောကလေးတွေတချင်းဆိုနေကြတာတန်ချက်ထိုးနေတယ်လို့ပဲအဲ့ဒါဟစ်ဟော့တချင်းနဲ့ကွာဂီတာလည်းမပါတန်ဒရာလည်းမပါဘာရီမဲမသိဘူးရှင့်အောင်မရှင်းပါဘူး။ဥဝမ်ကြညွန်းကခေကာလာရွှေလျာမှုရဖြစ်ပေါ်ပြောင်းလဲလာတဲ့ခေကာလာရဲ့အလဲပေါင်းများကိုနားလေသဘောပေါက်ဟန်တူပါရဲ့။ ဟဲ့တွေ့တာဦးမနေနဲ့အော်မနေနဲ့ဟိုမှာနင့်လူကြီးရဲ့ပရာတွေ့ကားမလားမှန်ဆန်ငါကိုရောမြက်ရှူစားတော်မူမယ်ဟုတ်တပအမှန်တပအမြန်ကြွားမြန်းကြိုးစားတော်မူမယ်ရန်ရှိတော်တို့တွေ့တာဦးကအမျော်ရုံးမျော်စဲကျွန်တော်လဲရောက်လာဆိုတကယ်သူရောက်ရှိလာရကောင်ကြောစောကိုခီးဦးကြိုပြလိုက်တယ်ရွှေလက်တွဲလျက်ထိုင်နေကြဆိုနေကြအခန်းနံပါတ်၈အဲကွန်ခန်းစီကိုခေါ်ဆောင်သွားတယ်အကယ်ဒီနေ့ဘာသချင်းဆိုမလဲသူနဲ့ကိုသချင်းဆိုကြရအောင်တွေ့တာ Twitter ဦးကဆက်စရာစောကြီးရဲ့အကူအညီနဲ့တူနကိုတချင်းကို memory card မှာရှာဖွေလိုက်တယ်။စောကြီးမှလည်းဦးအောင်ကျော်စောရဲ့ပါရမီဖြည့်ဖတ်ပေးဖြစ်ပါတယ်။ဦးအောင်ကျော်စောနဲ့ Twitter ဦးတို့နှလုံးသားမြတ်တာရိရစ်ပတ်ကဖြင့်အချစ်ပြိုင်ပွဲကြီးကျင်းပသည်ဆိုနေကြတဲ့တချင်းကြီးမှာ နှလုံးသားခံစားချက်ရှိသူများအသေးလိုက်ဦးလိုက်နှိမ့်ချိုင်းစရာများဖြစ်ပါရယ်။အောင်ကျော်စောကထိုင်းနေကြ Twitter ဦးမအားလက်တော့ကြလာရောက်မထိုင်နိုင်တဲ့အချိန်မှာတယောစင်နဲ့လည်းအတူထိုင်းနေ Twitter ဦးရဲ့ချစ်ခင် Twitter ချင်းကတမျိုးတယောစင်ရဲ့တဲ့ခင်မင်းစရာမြန်နိုးစရာကောင်းပုံကားတစ်သွဲဖြစ်နေတာကြောင့်ငရဲနှကောင်ဖန်ထားသူလို့လည်းဆိုနိုင်တဲ့ပုံကိုပါ။ ။အီရန်လားဆိုတော့မကသေး။ Twitter လည်းမအားလက်၊တန်ရောစင်လည်းမအားလက်တဲ့အခါမှာခင်းနှင်းစီရိုနဲ့လည်းထိုင်ရပြန်တယ်။နှင်းစီကအသားဖြူပြီးခနာကိုအချိုးဆက်ကြသူဖြစ်သောကြောင့်ခုံမင်တက်မတ်ဆရာကောင်းတဲ့မြန်မာမင်းကလေးတူပါ။သူမကမြန်မာတန်ဆင်များကိုအတော်ပိုင်နိုင်တဲ့သချင်းတွေမှလေးဖြစ်တယ်။အောင်ကျော်စောကစာဝတ်နေဘွားရဲ့တီမှုအတွက်ဘွားဆက်ဆရာဘွားပေးကံတရားအရာမိမိနဲ့အဆက်တော်တချင်းတဲ့မာလေးများရဲ့ဘွားကိုနားလေသူဖြစ်တဲ့၊ကုညီတက်တဲ့စာနာတက်တဲ့သူတို့သူတို့လေးရဲ့အခက်အခဲများကိုထောက်ပံ့ကုညီလေးရှိရဲ့ တို့ကြောင့်လဲဆမင်းသားကြီးဂရိတ်ဥဖိုးဆရဲနှပားခွေဆက်တခြင်းတွေကလို့တွေ့တာဥကိုလည်းငါယူမယ်နင်းစီလေးကိုလည်းငါယူမယ်ဖြစ်နေပါဗျ။ဇက်ဖွဲမှတွေ့မင်းသမီးများကဆမင်းသားဆက်ဆရာကိုကြည်တန်းတိုက်တကယ်တော့အညွတ်အခရာပြူရရှာသည်မှလည်းသူထံကအန်ကဲတွေ့တာဥကိုသာချစ်တာပါတယုံစင်တို့မချစ်ပါဘူး။အန်ကဲတန်စင်ကိုသာချစ်တာပါတွေ့တာကိုမချစ်ပါဘူး။အကဲတန်စင်တို့တွေ့တာတို့ကိုသာချစ်တာပါနင်းစီကိုမချစ်ပါဘူး။ အောင်ကျော်စောကအလင်ငါကျော်စွာရှေမန်းတက်မောင်ကဲ့သို့သချင်းတဲမလေးများအချစ်ကလေးများပူတူတူလေးများကိုတရားပြရပြန်နေမင်းတို့ကိုလည်းအပြည့်မတင်မောင်တင်ကိုကိုကိုပဲမတနာလီရောသလားတန်တရားကပြားလို့ကလိုက်ခြင်းနဲ့မှန်ပါတယ်အောင်ကျော်စောကကာမဂုံအာယုံ၅ပါးနဲ့ထိတွေ့ပြီးသချင်းတဲမလေးရဲ့အစင်းအနက်အထိတွေ့ရို့ကိုတတ်မှတ်ဆွဲလန်းနေပြီးစားနဲ့ချင်းသီးတွေ့လိုက်ရင်အေးပြောသွားတဲ့ကဲ့သို့ဖောက်ပြန်နေပါပြီစာတီဆရာဗျာတိမရဏတောကပရိဒေဝတရားများမေးပြောင်းနေပြီး ဝိပရိနာဒေနာဖောက်ပြန်ပြက်စီးတတ်သောတရားသဘောများကိုမိလျော်နေပြီးပိုပြီးတတိလဲလို့ဖြစ်နေရတာကတော့တားကောင်အပေါင်းတို့ရဲ့အသွေးသားကိုဖောက်ထုတ်စားသုံးတတ်ပြီးရက်ဆက်ကြံကြုတ်တတ်တဲ့ချင်းသေးတို့မှာခြေလက်လေးဖက်ပါးစပ်နှုတ်သည်ဆရလနဲ့ငါးမျိုးရှိတဲ့ကဲ့သို့ထို့တူပင်မိမတို့မှာအစင်းတန်အနက်အရသာအတွေ့အထိဆိုပြီးတော့ဖွတ်တတ်ပါယုံလက်နဲ့ငါးမျိုးရှိရဲ့ဆရအချက်များကိုမိလျော်နေခြင်းဖြစ်ပါတယ်အန်ကဲတွေ့တာအန်ကဲအခြေဥပါနောက်မှတန်စရာဖြတ်ခုတ်သွားတာအန်ကဲသိပါရဲ့ အင်ကေရဲ့တန်ဆင်အကဲအတွက်အပြုစုကြည့်ရအကျင်နာပို့ခဲ့ရတဲ့သူပါအင်ကေအသိဆုံးအင်ကေနှင်းစရာတရာချစ်စိန်နာချစ်မြတ်တာဆင်မဲနဲ့ချစ်ခဲ့ရတဲ့သူနော်တွေ့တာတော့တန်ဆင်တို့လိုအတပြာချစ်မဟုတ်ပါဘူးမချော၃ယောက်ကိုတယောက်ရဲ့၃ပေလင်အချစ်ဇလန်မှာတွေ့တာတန်ဆင်နှင်းစီတို့လင်းလူပွဲကိုနင်းနေနှလုံးထဲမှာချိတ်ပြီးဆင်နွှဲနေကြတာကိုအောင်ကျော်စောသိနေပြီးတူနဲ့တူမနာလိုဝင်တိုမစ်ဆိတ်ဆိုင်ဖြစ်နေကြတယ်နှလုံးသားဖိုက်တင်ပွဲများဖြစ်နေကြတာကိုရှိမိတယ် ဒါလင် Twitter ဥစရိမ်မင်းကလေးကအချက်စီဖုံးဆက်တယ်ဒါလင်ကတန်ဆင်းဆွဲတခြင်းတဲ့မာလီနဲ့တွေ့ညိနေတယ်အဲ့ဒီကောင်မကပိုင်းလုံးမာတဲ့သူတို့ဘာအိမ်အောင်ကြီးကိုပြက်ပြားအောင်လုပ်တတ်တယ်တဲ့အချစ်တို့ရဲ့အိမ်အောင်ကြီးစီးပွားရေးထိခိုက်မှာဆိုလိုသတိပေးတာပါဒါလင်ကိုလည်းထိန်အောင်ဆိုတာပေါ့ဒါလင်ရဲ့အဲ့တော့ဖုန်းနှားထောင်ပြီးအချစ်ရဲ့နှလုံးသားမှာတုန်ခါမှုပူလောင်မှုတွေခံစားရသလားဖြစ်ပေါ်နေသလားမဖြစ်ပါဘူးမခံစားရဘူးဒါလင်ရဲ့ဒါမျိုးတွေရိုးနေပါပြီ။ အောင်ကျော်စောနဲ့ချက်စနီမင်းမင်းထွန်းတို့ကအမစ်စရိယအခြေဖြစ်ပွားတခန်းစားနေရသူတွေတာဥထက်မှဖုန်းဆက်တဲ့အကြောင်းအရာများကိုပွင့်လင်းစွာဆွေးနွေးနီးနောဖလှယ်ကြတယ်။ဟယ်လိုကျမမင်းမင်းထွန်းပါဘေးနားပွေယုံကပါ။ RND တမိယတန်ရောဆယ်မှာတန်စင်လို့ခေါ်ကြတယ်။တမိယ ND ရဲ့ခင်မဦးအောင်ကျော်စောနဲ့ခင်မရှင်နီရဲ့သူပါ။အန်ကယ်လေးအခုတလောပတ်စံတွေအများကြီးတုံးနေတယ်။တမိယ KTV ကတွေ့တာနင်းစီဆိုရဲကောင်မတွေနဲ့အတော်ရှုပ်နေတယ်။ငွေဆိုရင်လည်းတိန်းနဲ့ချီပြီးပေးလာကန်လာလုပ်နေတာ။ဒီကောင်မလေးတွေကလင်းများတယ်ပိုင်းလုံးတွေ။ဒါကြောင့်အန်ကယ်ကိုကြည့်ချင်းဖို့ဘန်းငွေများများမသုံးဖို့တတိပေးထားပါ ND ။ ကျေးဇူးတင်ပါတယ်သမီးတော်ဝင်မင်းထွန်းက KTV မှာသတင်းသင်မလေးများရဲ့တူဘော့တူမနာလို့မရှုစိတ်ဝင်းတိုမိတ်ဆာစိတ်များပြီးအတူတောင်ချွန်တက်ပြုလို့ဖုန်းဆက်မှုများလာတော့လဲစိတ်ဝင်စားတော့အလာပါတလာပါသဘောနဲ့ခင်မတဲ့အောင်ကျော်စွာအာပြောမိသည်လဲရှိရဲမပြောမိတာလဲရှိရဲသူမကတော့တွေ့နေသိနေတဲ့တခြင်းတွေကလို့ပြင်းအောင်ပြင်းနေတယ်ဖြစ်နေပါဗျာ ချိန်ကားည7နာရီခန့်နီယာကပရာချောင်းရဲစကန်နီဘီယန်တော်လမ်းမကြီးပေါ်မှာဖြစ်ပါတယ်။ရင်ကျော်လမ်းမကြီးပေါ်မှာပရာတိုကားတစီရက်နေတဲ့ဆက်တယ်လဲကြားနေရတယ်။အမြန်လမ်းမကြီးရင်ကျော်ပေါ်မှာကားရက်နေသောကြောင့်လုံချုံရင်ကင်းလက်နေသောရဲတပ်ဖွဲ့ဝင်များကမတင်ကဖြစ်နေတယ်။အခြားသောရင်များကိုလည်းအနောက်ဆက်ဖြစ်တဲ့ထို့ကြောင့်ရဲမျက်လုံးဖြင့်စစ်ဆေးကြည့်ရှုကြတယ်။ကားမလာသူအောင်ကျော်စောမှကားကိုဆက်မမောင်းနိုင်တော့စတီယာရိုင်ပေါ်မှာခေါင်းတင်မိမိနေတဲ့ပစက်မလည်းပြန်ပန်းရအောင်မျိုးများထွက်နေပါတယ်။ ရဲဦးကျော်စိန်လင်းနဲ့ညာဘက်လုံးကျုံရင်ကင်းဖွဲကရဲစခန်းသို့ဆက်သွယ်အကြောင်းကြားရဲစခန်းမှုရဲ့လမ်းညွှန်မှုခံယူရဲညွှန်ကြားချက်ရအောင်ကျော်စောရဲ့ကားနဲ့ရန်ကုန်စေယုံကြည်ရေးပေါ်ဌာနသို့တင်ပို့ရဲညာတာဝန်ကြားဆရာများကဆက်စေးရဲဆစ်ဆစ်တွေ့ရှိချက်ရမတမာသူအကြံသမားတို့ကရာဇမှုကျူးလွန်ရန်အတွက်မူရစီဝါကိုလူပွားကြီးကို45မိနစ်တနားရီခံမေးပြောက်သွားအောင်စိတ်တိုက်တဲ့အတွက်ကြောင့်သတိမင်းနေချောင်းဖြည့်ဆည်းပါထုတ်ပေးလိုက်တာမိနစ်30အတွင်းမှာပြန်လည်သတိရလာမှဖြစ်ကြောင်းသိရှိရပါတယ်။ဦးအောင်ကျော်စောရဲ့ဇနီးတော်မင်းထွန်းတို့ကိုအကြောင်းကြားလိုက်တယ်။ ။ဒေါ်မင်းတို့ရောက်လာတဲ့အချိန်မှာတော့အောင်ကျော်စောတတိယနေပါပြီ။အင်တာယာရောက်ပို့ပေးလိုက်ကြတယ်။နောက်တနေ့မှာတော့ဥအောင်ကျော်စောနေကောင်းတယ်နော်။ကောင်းပါတယ်ဆရာ။ဆရာတို့ကိုကျေးဇူးတင်ခွန်ပြုတဲ့အနေနဲ့ထဏာတစ်ခုလုံးပြစီဆရာ။အေးဆေးပါဥအောင်ကျော်စောရဲ့အရေးကြီးတာကတရားခံဖို့ထုတ်ဖို့ကျွန်တော်ကိုလူကြီးတွေကတာဝန်ပေးထားတာဒါကြောင့်အေးဆေးစကားပြောကြရအောင်။ရှားပါရဲဗျာကျွန်တော်ကမနီယုံခံသွားကြရတာပေါ့ဟောင်ကျော်စောကအမှုကရဲရရှိရဲအုပ်ကျော်စိန်လင်းက ြစ်မှုဖော်ထုတ်နိုင်ရေးအတွက်ထွက်ဆိုချက်များအကြောင်းချင်းရများအချက်လက်များကိုစစ်ဆေးမေးမြန်းတဲ့အတွက်ထွက်ဆိုပေးရတယ်။မောင်ကျော်စောအရိခေ TV မှာခင်မင်ရင်းမိသူတွေအတွေ့အထိများသူဘယ်နှယောက်ရှိပါသလဲခင်ဗျာ။ဟုတ်ကဲ့ဆရာ၄ဦးရှိပါတယ်သူတို့ကတော့တွေ့တာဦးအဲတယောစင်ခင်းင်းစီစောကြီးစောကြီးကအဲ့ဒီမှာဘာတာဝန်လဲဘာလုပ်လဲခင်ဗျာ ဟုတ်ကဲ့ဆရာသူကဆောင်းအင်ဂျင်နီယာအတန်ပိုင်းဆက်ဆရာပါဆရာသူတို့နေရင်းနှီးတာကြပြီလားနှစ်နှစ်လောက်ရှိပါပြီဆရာ အဲ့ဒီနေ့ကဦးအောင်ကျော်စမငွေဘာလောက်ပါလဲကျွန်တော်ပတ်စံအိတ်ထဲမှာ9000လောက်ပါပါတယ်ကားထဲမှာတော့350ပါတယ်ကားထဲမှာ350ပါတာဘယ်သူသိတာလဲစော်ကြည့်သိပါတယ်ဆရာငွေမလောက်လို့ကျွန်တော်ကားထဲကဆလာအိတ်နဲ့ထည့်ထားတဲ့ငွေအိတ်ထဲကငွေနဲ့သိမ်းရှူပေးဖို့ကားတော့ပေးလိုက်ပြီးစော်ကြည့်ကိုယူခိုင်းနေထားချောင်းသိရပါဆရာရှေဦးကျော်စိန်လင်းကရဲလုံငန်းရှူတော့ရဲလုံငန်းမြင်ကွင်းနဲ့မိမိရဖို့ထုံနိုင်ရင်စပလင်းနဲ့မှလုပ်တယ်သွေတာဦးတန်ရောစိတ်ခင်းနေစီစော်ကြည့်ရဲ့လှူရှားမှု ထွေးခြားဖြစ်စဉ်ကိုစောင့်ကြည့်ဆုံးစမ်းနေ။နောက်တစ်နေ့မှာစော်ကြီးခွင့်ယူချောင်းတရားရဲသူ့ဖွားဆုံးသောကြောင့်ဆေးရခွင့်ပေးလိုက်တယ်။ Twitter ဦးတန်ရောစင်ခင်းင်းစီရောမှာထူချတော်လို့ရှာမှုမတွေ့ရ။စော်ကြီးကသူ့ရဲ့ရွာမကွေးတိုင်းနမောင်မြို့နယ်ဝဲချုပ်ရွာကိုပြန်သွားတယ်။ရဲဦးကျော်စင်လင်းကနမောင်မြို့ရဲတပ်ဖွဲ့ထံသို့ဆက်သွယ်ကပေါင်းစပ်ညီနိုင်တယ်။စကမ်မှုရဲ့တောင်းပေးချက်ရနမောင်မြို့နယ်ရဲစကမ်မရဲအထူးရဲအုပ်တောင်းရင်ကဝဲချုပ်ရွာသို့တဲဝိုင်သောနီလန်းဖြင့်ကွင်းစင်းထောင်လန်းတယ်။ စောကြီးကလွန်ခဲ့တဲ့တလားခင်ကရွာတို့တစ်ခေါက်ပြန်လာတယ်ပုံမှန်ရောက်လာပြီးခုနှစ်ရက်နေပြီးပုံမှန်အနေထားနဲ့ရန်ကုန်ပြန်သွားခဲ့တဲ့အခုတစ်ခေါက်မှာတော့ငါသိန်းနဲ့ဆိုင်ကယ်အစ်စ်နှစ်ချက်သားကျော်ရှိရွှေဆွဲကျိုးအုပ်ပုံလက်စတဲ့ချက်သားခန့်အဝတ်စားမှလည်းရွှေရွှေဗီဒီယိုမင်းသားများကဲ့သို့တွေ့လင်တောက်ပနေတဲ့တွင်ပြလက္ခဏာများကိုတွေ့ရှိရကြောင်းရွာကထိန်မှလည်းဆိုင်းဆက်ပုံမစင်တဲ့အစွန်ကုန်အချိုလူဖွေရများအတွက်ငွေငါသိန်းလူထဲဝင်ကြောင်းသိရတယ်ရွာမှာသူ့အဖွားအဖိုးတို့မရှိတော့ပါလွန်ခဲ့တဲ့၃နှစ်ကျော်ကကွယ်လွန်သွားကြောင်းသိရတယ် ဒီလိုနဲ့ရဲဦးကျော်စင်လင်းကချက်ချင်းပဲနမ်မမျိုးရဲစကန်တို့ရရှိလာပြီးနမ်မမျိုးရဲစကန်ရဲ့အကူအညီဖြင့်စော်ကြီးကိုဖမ်းဆီးလိုက်တယ်။စစ်ကြောရေးလို့တော့ကဲစော်ကြီးမင်းညင်မလားအမှန်တိုင်းပြောမလားရဲစင်ညာတော့မလုံးနဲ့ပေါ့ကွာစိတ်ပိုင်းဆိုင်ရုပ်ပိုင်းဆိုင်ပင်ပန်းတာပေါ့ကျွန်တော်အမှန်တိုင်းပြောပါမယ်ဆရာကဲဒါဆိုရင်တော့ဦးအောင်ကျော်စောကားရီယာမင်းရှုသွားတဲ့ငွေ350ထက်အပါရီဝယ်လိုက်တယ်လေဘလောက်ကျန်သေးလဲ ဟုတ်ကဲ့ဆရာငွေ9သိန်းနဲ့ဆိုက်ကဲဝယ်ပါရစေဆရာဆွဲကြိုး2ကြက်သား12သိန်းပေးရတယ်အုပ်ပုံလက်စွပ်က6သိန်းပေးရပါရစေဆရာဝတ်စားရည်က3သိန်းလောက်ဝယ်ပါရအမြုပ်10သိန်းပေးပါရကထိန်လူက9သိန်းပါဆရာကျွန်တော်ဤစာမတ်တင်ကို3သိန်းပေးပါရကျွန်တော်မှလက်ကျန်9သိန်းလောက်ရှိပါရအေးဟုတ်ပြီရာဇဝေးဘေးပြင်းမလို့တဲ့အခုလိုမှန်တိုင်းပြောတော့ချုပ်ရက်တာမရှိတော့ဘောကွာ ကဲဒါဆိုရင်မင်းရဲ့ရွာကိုသွားပြီးတတိကံပစ္စည်းတွေရှာဖွေပုံစံနဲ့သိမ်းမယ်။ဆရာတောင်းရင်တတိကံပစ္စည်းသိမ်းဖို့ကျွန်တော်ရွာကိုသွားကြရအောင်စီစဉ်ပေးပါဦး။ရဲဦးကျော်စိန်လင်းကရှာဖွေပုံစံနဲ့တတိကံပစ္စည်းများသိမ်းစီတဲ့တရားခန်းစောကြီးအားရှန်ကွန်ပရာချောင်းရဲစကန်တို့ခေါ်ယူလာခဲ့တဲ့စကန်မှုမျိုးနဲ့မူရထံတင်ပြပေးလမ်းညွှန်မှုခံယူပါရယ်။ရဲတပ်ဖွဲ့လှုပ်ထုံးလုံးနီးနဲ့ညီတင်ဖို့ဆွဲဆိုရပြမှုကိုရှန်ကွန်အနောက်ပိုင်းခရိုင်တရားရုံးတို့ကပြမှုကြီးအမှု အမှန်339ခုနှစ်မြန်ဆောင်2010ပြည်မှုပုံမှ3ရက်နေ့ရဆစ်ဆေးကြားနာခဲ့ပါတယ်။တရားလိုနဲ့တရားလိုပြတ်သက်သည့်များထွက်ဆိုချက်တရားခန်းစော်ကြီးရဲ့အမှန်တိုင်းထွက်ဆိုချက်တို့ရအလုံးနဲ့ထောင်နဲ့ခုနှစ်ချမှတ်ခြင်းခံလာရပါတော့တယ်။